ရော်ချန်ကိုလက်စားချေခွင့်ရမှအသေးဖြောင်းမဲ့ထားခဲ့ရူဘရမင်္ဂလာပါကျွန်တော်ကိုအန်ပါကိုအန်စပေါ့စ်ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရယ်ထားခဲ့ရူဒီရောက်ရော်ထန်ရဲ့ပွဲမှာမရှုမလခံလိုက်ရလို့အတော်လေးမခံမရနိုင်ဖြစ်နေတာပါရော်ထန်ကိုကြီးမရလို့အနိုင်ထိုးခြင်းလို့ K1 ကနေ1ချန်ပီယံရှစ်မှာလာထိုးတာဆိုပြီးတော့ထားခဲ့ရူလေကြီးခဲ့ပြီမဲ့တကယ်တော့ရော်ထန်ရဲ့ရင်ဆိုင်ရခြင်းမှာထားခဲ့ရူမရှင်နိုင်ခဲ့ပါဘူးဒါတော့မှသူအားသာတဲ့ကေပောင်စီစီမင်းနဲ့ထိုးတတ်တာပါ မရှုမလားအေးနေထားလို့ရော်ထန်ကိုတာခဲရူအစာမကြေပါဘူးနောက်တစ်ခါမကြေပွဲနှွဲခွင့်ရချင်နေတယ်တာခဲရူကြီးကတော့ရော်ထန်ကိုလက်စားချေခွင့်မရရင်အသေးတောင်ဖျောက်မယ်မထင်ပါဘူးရော်ထန်ကိုလက်စားချေချင်တာကျွန်တော်ရဲ့အကြီးအမားဆုံးစိတ်ဆန္ဒပါပဲသူနဲ့ထိုးချင်လို့လို့ဝမ်းနဲ့စားတုပ်ချုပ်ခဲ့တာပါအကောင်းဆုံးပုံစံနဲ့ရော်ထန်ကိုထပ်ပြီးတော့ရင်ဆိုင်ချင်တယ်လို့တာခဲရူပြောခဲ့ပါတယ်တာခဲရူကနိုဝင်ဘာ16ရက်နေ့မှာကျင်းပမယ်1173ပွဲကြလို့ရှိရင်ဒင်းနစ်ပူရီနဲ့ကစ်ပောင်စင်ပွဲထိုးရပါမယ်အဲ့ဒီပွဲကတာခဲရူကတိတ်ပြီးအရေးကြီးလာပါတယ် Dennis Bury နဲ့ပွဲမှာရလဒ်ကောင်းမှ Rotan ကိုမကြေပွဲနှွဲခွင့်မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ Dennis Bury ကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းမှာကျင်းပတဲ့1177ပွဲမှာ Rotan နဲ့တပွဲတလန်အကဲဆိုင်ခဲ့တယ်။ Rotan ကအဲ့ဒီပွဲမှာဝိတ်ပုံနေလို့ Gasway နဲ့ကစားခဲ့ရပြီးတော့ Dennis Bury ကိုအမှတ်နဲ့အနိုင်ရခဲ့ပါတယ်။ Takeru က Dennis Bury ကစိတ်ဓာတ်မာကျော်ပြီးတော့တန်မာတဲ့ fighter ပါ။ Rotan ရဲ့ပွဲတော့ကသူကစားတာတော်လီကောင်းပါတယ်။သူကကျွန်တော်တို့အတွက်ပြိုင်ဘက်ကောင်းပါ။ ဒန်နစ်ဘရင်းရဲ့လက်သီးချက်တွေကပြင်းထန်ပြီးတော့ strike ကောင်းပါတယ်ဒီဘက်ကကျွန်တော်လုံးဝရှုံးလို့မရပါဘူးသူ့ကိုအပြန်အလှန်တတ်ပုတ်ပြီးတော့လဲထိုးနိုင်သွားပါမယ်လို့ပြောခဲ့တယ်မွေးမေဂျပန်နိုင်ငံမှာရလာမကောင်းလို့ဒါကဲရူမျက်နှာပူနေပါတယ်ရော်တန်နဲ့ဘွဲတုံးကစောစီးစီးအမောက်သိခံလို့ဒါကဲရူတယောက်ဂျပန်ပြိသက်တွေကိုပြန်လဲပေးဆက်ချင်နေတယ်အမိုက်စားစွမ်းရင်နဲ့အလဲထိုးနိုင်ပွဲယူပြမယ်လို့ဒါကဲရူကသတိပေးလိုက်ပါတယ်ဂျပန်မြန်မာတာကဲရူအနိုင်မရတာ2021ခုနှစ်ကတည်းကပါဒါကြောင့်လဲဒန်နစ်ဘရီကိုတာကဲရူအနိုင်ယူပြီးတော့ မှတ်တမ်းဆိုးကိုရပ်တန့်ခြင်းနေတာဖြစ်ပါတယ်။ဒိုဂျိုကအာရီယာကဲအရီနာကိုပြန်လာချိန်မှာနိုင်ပွဲကလွဲပြီးတော့ဘာမှတာကေရူမလိုချင်ပါဘူး။ဝမ်ကိုရောက်ပြီးတဲ့နောက်မှာတာကေရူကပုံမှန်နိုင်ပွဲပျောက်ဆုံးနေတာဖြစ်ပါတယ်။တာကေရူကဝမ်မှာခုချိန်ထိနှစ်ပွဲဆက်အနိုင်မရသေးပါဘူး။အဲဒီမှတ်တမ်းကတာကေရူအတွက်စိတ်ပြက်စရာတကယ်ကိုကောင်းလို့နေတာဖြစ်ပါတယ်။တာကေရူကနှစ်ပွဲဆက်ရှုံးမှုတဲ့ဖိုက်တာမဟုတ်လို့လာမယ့်ဒန်နစ်ဘူရီနဲ့ပွဲမှာနိုင်ပွဲမျှော်လင့်ချက်ကြီးမားနေတာပါ။လက်ရှိချိန်မှာသူ့အတွက် PR တွေရှိနေပါတယ်။ ရော်ထန်ရဲ့ပွဲတုန်းကလည်းသူ့ရှိကဂျပန်ဖိုက်တာတွေအကုန်လုံးရလတ်ကောင်းပြီးတော့သူ့လက်အကျမှာရလတ်မကောင်းပါကိုတာကဲရူစိုးရင်စိတ်လွန်ကဲခဲ့ပါလိမ့်။ကုဒန်နစ်ပရင်ရဲ့ပွဲမှာလည်းမနိုင်ရင်မဖြစ်တဲ့ဖီအားကြောင့်တာကဲရူစိုးရင်စိတ်ဖြစ်နေနိုင်ပါလိမ့်။တာကဲရူကဖိုက်တာဘွားမှာဒဏ်ရာပြဿနာတွေကြီးကြီးမားမားရင်ဆိုင်ရဘူးပါလိမ့်။သူ့ရဲ့ចောင်းသားဘွားမှာလည်းအနိုင်ကျင့်ခံရဘူးလေ။အဲ့ဒီခက်ခဲတွေကိုတာကဲရူကအာတင်းကြော်ဖြတ်ပြီးတော့ကမ္ဘာစင်ဖိုက်တာဘွားကိုတီဆောက်ခဲ့တာပါ။ခုချိန်ဟာသူ့ရဲ့ဖိုက်တာဘွားနှောင်းပိုင်းကိုတဖြည်းဖြည်းနဲ့ဝင်ရောက်လာပါပြီ။ သူတို့လှုပ်ပြရစရာအချိန်တိတ်ပြီးတော့မကြံတော့ပါဘူးဂျာကယ်ရုကချန်ပီယံဆုတွေအများကြီးရခဲ့ဘူးပါတယ်ဒါပေမဲ့သူအိမ်မက်တွေကိုဘယ်တော့မှမရက်တန့်ခဲ့ပါဘူးရော်ထန်ကလည်းထိုးခြင်းလုံးဝမ်းကိုလာခဲ့တာဂျာကယ်ရုကသူ့ဆန္ဒမပြေမချင်းဖိုင်တာဘွားကိုအဆုံးမသတ်ချင်သေးဘူးဂျာကယ်ရုကရော်ထန်ကိုလည်းထိုးပြီးမှအသေးဖြောက်မယ်ထင်ပါတယ်